်မလားပါဆီဆောက်ကနေကျင်းပြလိုက်ပါတယ်ဒီနေ့ပြသပေးသွားမယ့်အကြောင်းအရာလေးကတော့ကဘာကြီးတစ်ခုလုံးကိုပါထိုင်းလန်တုံလုံးဆိတ်ခဲ့တဲ့ဟောင်ကောင်ကအရက်ဆက်ဆုံးလူတက်မှုတစ်ခုဖြစ်တဲ့ Hello Kitty လူတက်မှုအကြောင်းကိုပြသပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဇာတ်လမ်းလေးကိုစာလိုက်ကြရအောင်နော်1996ခုနှစ်မေလ24ရက်နေ့မှာဆိုလို့ရှိရင်ဒီဟောင်ကောင်ကရဲဌာနတစ်ခုပေါ့နော်အသက်14နှစ်အရွယ် အော်ဖန်ဆိုတဲ့မင်းမင်းကလေးတယောက်ကနေပြီးတော့ရောက်လာတယ်ရောက်လာပြီးသူကပြပြတာသူကတလခွဲလောက်ရှိပြီပေါ့နော်ညာလိုက်အိမ်မဆိုးတစ်ခုမှတ်တယ်အဲ့ဒီအိမ်မထင်းမှာဆိုလို့ရှိရင်ခေါင်းပြက်တရေတရေမှတယောက်ကပေါ့နော်သူ့ညာတိုင်း6လက်နေပါလေဆိုပြီးတော့သူကအရင်ပြောတယ်ပေါ့နော်အဲ့ဒါနဲ့ဘာလို့6လက်နေရလဲဆိုရဲအကြောင်းအရောသူကပြပြတဲ့အခါမှာသူကသူကလူတက်မှုတစ်ခုရဲ့မျက်မြင်သက်သေပါပေါ့နော် သူ့ရဲ့ရင်းသားဖြစ်သူနဲ့အပေါင်းပါတွေကမင်းကလေးတယောက်ကိုအဲအဲ့ဒီအခန်းတစ်ခုမှာပေါ့နော်ရရဆက်ဆက်တက်ပြတ်ခဲ့တာကိုသူမြင်တွေ့ခဲ့ရတယ်ဆိုပြီးတော့သူမြင်တွေ့ခဲ့ရတဲ့အကြောင်းအရာကိုရဲရိုးပြပြတယ်။သူပြပြတဲ့အကြောင်းအရာကြီးကအရန်ကိုရက်ဆက်တန်းကျုပ်ပြီးတော့လုံးဝလူဆိုလို့ရှိရင်မလုံနိုင်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်ရဲတွေကပထမလုံးဝမယုံဘူးပေါ့။သူက maybe အိမ်မက်ဆိုးတွေမှတ်ပြီးတော့အော် အဲ့လိုမရလို့သူတို့လာပြီးတော့ဒီလိုလာပြီးတော့ဟိုမဟုတ်တိုင်းလာပြောနေလို့ပဲရဲတွေကထင်တာပေါ့ဒါပေမဲ့လေဒီကောင်မလေးပြောတဲ့အကြောင်းအရာတွေသူအကုန်လုံးပြောပြတဲ့အခါမှာသူကမင်းရဲ့လက်စာအကြည့်ကြအောင်ပါရဲတွေကိုပြောတာအဲ့နေရာကိုသတ်ကြည့်ပါပေါ့ရဲတွေပြောတဲ့အခါမှာရဲတွေကဘာလို့ဖြစ်ပြောဒါတိုင်တန်းပြီးတော့လက်စာပါအကြည့်ကြပေးတဲ့အခါကျတော့မီလာ26ရက်နေ့ရောက်တဲ့အခါမှာရဲတွေကဒီကောင်မလေးဒီကလေးမလေးပြောတဲ့တိုက်ခန်းကိုသူတို့ကသွားကြတယ်တိုက်ခန်းအောင်ရောက်တဲ့အခါမှာကောင်မလေးက သူကလုံးဝအပေါ်မတက်ရဲအောင်တောက်တောက်ရအောင်နော်အပေါ်မတက်ရဲတဲ့ခါကျရဲတွေကလည်းသူ့ကို post လုပ်ပြီးတော့မမဝင်ခိုင်းပေါ့အဲ့ဒီရဲတွေကအပေါ်တက်သွားတယ်တက်သွားပြီးသူပြတ်ပြတ်တဲ့အခန်းတကားကိုအခန်းအရှိကိုရောက်တဲ့အခါမှာရဲတွေကအခန်းတကားကိုကန်ကြောက်ပြီးဖွင့်ပြီးတော့ဝင်သွားလိုက်တယ်ရဲတွေလုံးဝအခန်းထဲကိုရောက်ရောက်ချင်းမှာပဲလုံးဝအနံ့နေကိုပထမဆုံးသူတို့ခံစားရတယ်ပေါ့နော်အပုံနဲ့နေသူတို့ခံစားရတယ်ဒါပေမဲ့အပုံနဲ့နေကဘယ်ကလာလဲဆိုတာသူတို့မသိဘူး အဲ့ဒါနဲ့အခန်းထဲမှာကြာတော့လုံးဝကိုပြင်ချက်တွေပေါ့နော်ပြင်ချက်တွေနဲ့ပြည်နေတဲ့အမိုက်တွေနဲ့လည်းရှုပ်ပွားနေပြီးတော့လုံးဝအဲ့မှာဆိုရင်ပိုးကောင်သေးတွေလည်းတို့တို့တွေ့ရပေါ့နော်ပြီးတော့ plastic အိတ်တွေတို့တို့အဲ့ဒါတွေတွေ့ရပြီးတော့နောက်တစ်ခါကြတော့ဒီအခန်းရဲ့ပရင်းပေါက်တွေအကုန်လုံးကိုသူကပြင်ချက်တွေနဲ့ကာပြီးတော့တမိုးတွေရိုက်ထားတာကိုရဲတွေကတွေ့တယ်အဲ့ဒါနဲ့ဒီနောက်ထပ်ကတွေ့လဲဆိုတော့ဒီအခန်းတစ်ခုလုံးကရှုပ်ပွားနေတဲ့နေရာတစ်ခုမှာဆိုလို့ရှိရင် ဟယ်လိုကစ်တီဒီအယုတ်ခေါင်းနဲ့ရေတူမပုံစံခန္ဓာကိုယ်ကရေတူမပုံစံနဲ့ခေါင်းကဟယ်လိုကစ်တီအယုတ်ခေါင်းနဲ့အဲ့ဒီအယုတ်တစ်ခုကိုသူကတွေ့လိုက်တယ်အဲ့ဒါဒီအယုတ်ကရဲတွေရဲ့ညညလုံးလုံးဝဖန်ဆားလိုက်တာပေါ့ဖန်ဆားတဲ့အခါကျတော့ရဲတွေကအဲ့အဲ့အယုတ်ကိုအနာကိုတွားတယ်တွားပြီးအယုတ်ကိုမှရှင်းလိုက်တဲ့အခါမှာကျတော့ပုံမှန်အယုတ်တွေဆိုလို့ရှိရင်အထက်မှာကော့တုန်လေးပေါ့နော်ဝါကူးနေထည့်ထားတဲ့သူကပုတ်ပုတ်လေးဖြေရမယ်အနေထားတစ်ခုမှာဒီ ီအယုတ်ကိုသူကမလိုက်တာနဲ့ဒီအယုတ်ကောင်းနေရာသူကလေးပင်နေရာကိုသူကတွေ့လိုက်တယ်အယုတ်ကောင်းတစ်ခုလည်းလေးနေတယ်ပြီးတော့ဒီအောက်ကအနီးပေါ့နော်ရေဒူးမခန္ဓာကိုအဲ့ဒီအနီးမှာတော့ရအဲ့လိုတွေးနေနေရှိနေတာကိုရဲတွေကတွေ့လိုက်ဒီတဲ့ခါကျတော့ရဲတွေကဒီခေါင်းကိုပေါ့နော်ဖြီးကြည့်တာပေါ့သူအဲဖြီးတဲ့ကလေးအရင်းနဲ့ဖြီးကြည့်လိုက်တဲ့အခါမှာအရာဝတ္ထုတစ်ခုကရှော့ပြီးတော့အောက်ကိုထွက်ကြလာတယ်။အဲ့ဒါနဲ့အဲ့ဒါကိုကြည့်လိုက်တဲ့အခါမှာ လူဦးခေါင်းကိုတစ်ခုဖြစ်နေပြီးတော့လုံးဝအဲ့ဒီဦးခေါင်းကိုပြုတ်ထားတာဒါပေမဲ့မသိမပြအကုန်အပြင်းကြီးမတက်တဲ့အခါကျတော့မတက်တဲ့နေရာမှာအကောင်ကြီးတက်နေပြီးတော့အဲ့အကောင်ကြီးပါထွက်ကြလာတာအဲ့ဦးခေါင်းကိုနေအဲ့အကောင်ကြီးပါတော့ထွက်ကြလာတဲ့အခါမှာအခန်းထဲမှာရှိတဲ့လူတွေအကုန်လုံးကလုံးဝအဲ့မှာအန်ကြတာပေါ့နော်အဲ့တော့မှသူကဒီခလေးမလေးပြောတဲ့အဲပြောတဲ့ history ပေါ့နော်ဒီ story ကအမှန်ဆိုပြီးသူတို့ကယုံကြည်သွားကြတယ် အမှန်နဲ့တို့ရှင်းရှင်းချင်းချင်းပေါ်မှုပြင်းဆရာဝန်တွေတို့ခေါ်တယ်ခေါ်ပြီးတော့အဲ့အိမ်မှာဟိုတောက်လျှောက်လိုက်ရှာတဲ့အခါမှာမိဖို့ကြောင့်မဆိုလို့ရှိရင်တစ်တာနှလုံးပေါ့နော်တန်တစ်တာအလိုသမီးတစ်တာနှလုံးရေပြီးတော့ညဦးတွေကိုတို့ကတွေ့အဲ့အထဲမှာဆိုလို့ဆိုလို့ရှိရင်လည်းပြုတ်ထားတဲ့အသားတွေအရိုးတွေအလိုတို့တွေ့ရပေါ့အားနဲ့မှုပြင်းဆရာတွေဝင်ရောက်လာရောက်လာတော့တို့စစ်တဲ့အခါမှာ ဒီခေါင်းဟာဆိုလို့ရှင်လက်တော့လုံးဝရင်းနှီးစုစုထဲမှာပြုတ်ထားတဲ့ဟာဖြစ်တဲ့ကြောင်ဒီအသားရဲ့စပင်းတွေသူကဘာမှမရှိတော့ဘူးခွာတယ်မရှိတော့ရအခါကျတော့ဒီအနေစစ်ဖို့အတွက်ကိုသူကအရန်ခဲရတယ်ဒါပေမဲ့လည်းသူတို့မှာဒီဒီညင်ညင်တက်တယ်လို့သူ့ကိုသူပြောတယ်ဒီပေါ့နော်အဖန်ရဲ့အဲဒီအဖန်ရဲ့ဒီပြောဆိုတတ်တယ်တက်တယ်တဲ့အရာနောက်ဆုံးကျတော့သူတို့လေရတတ်တစ်ပတ်လောက်ကြာတဲ့အခါမှာဒီတည်တဲ့သူက ဒီအသက်22နှစ်အရွယ်ဖာမင်းရင်ဆိုတဲ့ကလေးမလေးဖြစ်တယ်ဆိုတာကိုသူတို့ကသိလိုက်တယ်ပေါ့နော်ဆိုတော့ဒီအဖန်ရဲ့ဒီပူပေါင်းပေါင်းရင်တွေ့မှုကြောင့်လဲလူသက်သမားကြီးဘယ်လိုလဲဆိုတာလဲသူတို့ကသိလိုက်တယ်ပေါ့ဆိုတော့ဒီဒီဖာမင်းရင်အားဆိုလို့ရှိရင်ကိုဖန်လို့ခေါ်လိုက်မယ်ပေါ့နော်ဖန်ဆိုလို့ရှိရင်သူကငယ်စဉ်ကတည်းကသူမိဘတွေကအော် question လိုက်တဲ့အခါမှာကြာတော့သူကအဖွားနေနေရတာပေါ့နော် အဖွားနဲ့နေရတဲ့အခါမှာသူကအလုပ်ငယ်စဉ်ကအလုပ်တွေအများကြီးတွေလုပ်ခဲ့ရတယ်အလုပ်နဲ့သူအလုပ်တွေတော့ရှောက်လုံးလာရင်းနဲ့နောက်ဆုံးသူအလုပ်လုပ်တဲ့အခါကျတော့ဒီသူဒီဖြစ်ဒီဒီမှာဒီဖြစ်တည်စာအနေနဲ့သူလောက်ကြတာပေါ့နော်အဲ့ဒါနဲ့သူကဒီ1998ခုနှစ်မတ်လမှာဒီချမ်းအော်ချောင်းဝင်လဲဆိုတဲ့ဒီတရားပေါ့နော်ဒီသူတို့ရေသူတို့ကိုဒီပြည်တင်စာတွေကိုခေါင်းဆောင်ပေးတဲ့သူပေါ့နော်ဆိုတော့ကိုချန်လို့သူ့ခေါ်လိုက်မြန်တဲ့သူကအဲ့ဒီအချိန်မှာစတွေးခဲ့တယ်ပေါ့နော်ဆိုတော့ဒီ1998 ဧပြီလရောက်တဲ့အခါမှာဆိုလို့ရှိရင်ဒီဖန်ရဲ့အဖွာကနေမကောင်းဖြစ်တယ်နေမကောင်းဖြစ်တဲ့အခါကျသူတောက်လျှောက်အလုပ်ကနေမအားညမအားလုပ်နေပြီမဲ့လေသူရတဲ့ပတ်စံနဲ့သူ့အဖွာရဲ့စီးပွားကိုသူကမတက်နိုင်ရမတက်နိုင်တဲ့အခါကျတော့သူကနောက်ဆုံးမှာဘာတွေ့သွားလဲဆိုတော့ဒီခြံရဲ့ပတ်စံအထက်ကနေပြီးတော့ဟောက်ကောင်ဒေါ်လာ၄ထောင်ကိုသူကခိုးလိုက်တယ်ခိုးပြီးတော့သူ့အဖွာစီးပွားရေးအတွက်ကိုသူကတုံးလိုက်တယ်ဒါပေမဲ့ ပြဿနာသူပတ်စံခိုးတယ်ဆိုတာကိုချမ်းသိသွားတာသိသွားတဲ့အခါကျတော့အမှသူ့နှိမ့်ဆက်ကြံကြောက်ပြီးတော့သူပတ်စံပြန်ပေးဖို့ပြောတာပေါ့နော်ပြန်ပေးတဲ့အခါမှာ तू ကပြန်ပေးဖို့ပြောတဲ့အခါမှာအိုင်ဖန်လည်းနောက်ဆုံး तू ဒီပတ်စံကိုပြန်ဆက်ပါပဲပေါ့နော်အဲ့လိုပြန်ဆက်ပါမယ်ပြောပြီးတော့နောက်ဆုံး तू အလုပ်တွေတောက်လျှောက်အလုပ်ညမကားညမအားလုပ်လုပ်ပြီးတော့ तू ဒီပတ်စံကို तू ကအဲ့ချမ်းသူပြောတာအတိုးအတိုးတဆပေးပြီးပြန်ဆက်ကမယ်လို့ပြောတဲ့အခါကျတော့အတိုးအရင်ရောပေါ့နော်ဒေါ်လာ8000ကိုသူပြန်ဆက်လိုက်တယ်ဒါပေမဲ့ ဲ့အချိန်မှာခြံကားတော့လောဘဆိုမတက်နိုင်သူ့ရဲ့အတွေ့အကြုံမှာဒီလိုဒီဖန်ကိုနှိမ့်ဆက်ပြီးတော့ငွေတောင်းလာတာအရန်လွယ်တယ်ဆိုတော့အတိသူ့ရှင်ချောက်သွားပြီးတော့သူကဒီဟာကြီးကိုသူလက်မလွတ်နိုင်ဖြစ်ဖြစ်ချစ်ပြီးတော့ခြံကိုလောဖန်ကိုလုံးဝသူကတောက်လျှောက်နှိမ့်ဆက်ပြီးတော့နောက်ထပ်ပတ်ဖန်တတောင်းထပ်ပေးရအောင်မယ်ဆိုပြီးတော့တောက်လျှောက်နှိမ့်ဆက်တယ်သူကသူတယောက်တည်းနှိမ့်ဆက်လို့အားမရတဲ့အပြုံမှာသူ့ရဲ့ပေါ့နော်အတိနှစ်ယောက်ဖြစ်တယ်ပေါ့နော် အဲတငယ်ချင်းနှစ်ယောက်26နှစ်အရွယ်နေရာနဲ့19နှစ်အရွယ်နေရာပေါ့နော်အဲ့နှစ်ယောက်လျံမျိုးရိုးနှစ်ယောက်ကိုသူကခေါ်ပြီးတော့ပါသူနဲ့သူဒီဖန်ကိုနှိမ့်ဆက်မှုမှာပါဝင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီ အဲ့ဒီအချိန်မှာသူကတောင်းလျှောက်တောင်းလျှောက်နှိမ့်ဆက်တဲ့အခါမှာဒီကြားထဲမှာသူ့အလိုအတင်းကျပ်အတူအိတ်ခိုင်းတာတွေပါညာလို့ဒီအခါမှာဆိုလို့ရှိရင်ဒီဖန်ကကြားထဲမှာကိုဝင်ရတဲ့အခြေအိုဖြစ်သွားတယ်ဒါပေမဲ့ကိုဝင်ရနေပြီမဲ့လည်းသူကမနာရအောင်တောင်းလျှောက်ဒီလူ၃ယောက်ရဲ့နှိမ့်ဆက်ညှဉ်းပန်းမှုကိုသူတောင်းလျှောက်ခံရတဲ့အခါကျတော့အဲ့လိုအဲ့လိုနဲ့သူနှစ်နှစ်လောက်ကြာသွားတဲ့အခါမှာသူကဒီကနေရုံးထွက်ချင်တာပေါ့နော်ရုံးထွက်ချင်တဲ့အခါကျသူကထွက်ပြေးဖို့လုပ်တာသူတို့လက်ထက်ကနေထွက်ပြေးဖို့လုပ်တဲ့အခါမှာချမ်းလုံးဝကို ူရဲ့လက်ထဲကနေဖတ်ပြရမလားဆိုပြီးတော့သူကအញ្ញံကိုစိတ်တူသွားတာစိတ်တူသွားပြီးတော့ဒီ1996ခုနှစ်မတ်လ18ရက်နေ့ရောက်တဲ့အခါမှာသူကဖန်ကိုဒီခြံငှားနေတဲ့အိမ်နေရာအိမ်နေရာကိုဖမ်းခေါ်သွားတာဒီလျံပေါ့နော်ဒီ25နှစ်အရွယ်လျံနဲ့26နှစ်အရွယ်လျံအဲ့နှစ်ယောက်ကိုပေါ့နော်ကိုနာမည်အပြည့်စုံမပြောပြတော့ဘူးနော်အဲ့နှစ်ယောက်ကိုသူက အဲ့နှစ်ယောက်နဲ့အလိုတူအလိုပါပေါ့နော်သူတို့သုံးယောက်ကဒီဖန်ကိုဖန်ခေါ်သွားတယ်အဲ့ဖန်ခေါ်သွားတဲ့အချိန်ကစပြီးတော့ဒီဖန်ကလုံးဝလွတ်လပ်မရှိတော့တာပေါ့နော်သူတို့ကဘယ်မှအလိုဖန်ခေါ်သွားတဲ့အချိန်မှကြတော့သူတို့ကအော်ပုံမှန်အလိုကန်ကြောက်တာတွေကမျက်နာတွေခန္ဓာကိုယ်တွေဖိုက်တယ်ကိုသူတို့ကန်နေအနေတစ်ဆီပေါ့နော်အလိုလာတာနဲ့အလိုကန်ကြောက်တာတွေပါတယ်သူတို့လုံးသူကအဲ့လိုမျိုးလုံးလာရင်နောက်ပိုင်းသူတို့ကဒီဖန်ရဲ့အော်အတန်ကိုသူတို့က တဖြည်းဖြည်းသဘောကျလာသူတို့ကန်တောက်တဲ့အချိန်မှာဖိုင်ရဲ့ order ကိုဆွဲလာပြီးတော့ပုံမှန်မဟုတ်တဲ့ရက်ဆက်မှုတွေကိုသူတို့ကအဲ့ဒီမှာနှိမ့်ဆက်မှုတွေကိုသူတို့အဲ့ဒီမှာစလုပ်တာပေါ့နော်အဲ့မှာသူတို့ဘာကြီးလုပ်လဲဆိုတော့အာပုံမှန်နှိမ့်ဆက်တာမျိုးမဟုတ်ခင်လေဒီဖိုင်ရဲ့တော့အဲ့ပိုက်ပေါ့နော်ပလတ်စတစ်ပိုက်တွေသူတို့ယူလာယူလာပြီးတော့အဲ့ပိုက်တွေမင်းနဲ့ရှုမင်းနဲ့ရှုပြီးတော့အဲ့ဖိုင်ရဲ့ကိုပေါ်တဲ့ဒီ private area တွေဒီခြေဖွားတွေကိုသူတို့ကအဲ့ အဲ့ဒီအပူပေါ့နော်အဲ့ဟိုမီးရှို့လိုက်တဲ့ကြာလာတဲ့အဲ့ဒီ plastic ဟာတွေကိုလောင်းချတာပေါ့နော်လောင်းချတာသူကအမခံနိုင်လို့អော်လို့သူတို့ကပြောနေပဲပြီးလို့ရှိရင်သူ့ကိုအဲ့တောက်လျှောက်ခနာကိုအနှံ့နေတော့အလိုအလိုလောင်းချတဲ့အခါကျတော့ခနာကိုမှအဲ့လိုရိုက်နှက်ထားတဲ့ဒဏ်ရာလေးအဲ့ဒါလေးဒဏ်ရာလေးကပြီးတော့အတံမှာတက်ပြီးတော့ဟိုဘယ်လိုပြောမလဲ အမာတက်လာတဲ့အခါကျလို့ရှားတယ်လေရတော့ဖန်အဲ့ဒါတွေကိုကုတ်တော့အဲ့လိုတွေးချင်းချင်းညီလာတော့အဲ့လိုမျိုးကုတ်ကမလားဆိုပြီးတော့ဒီဖန်ရဲ့လက်တွေကိုတို့ရကျိုးရင်းနဲ့ချီကျိုးရင်းနဲ့မကုတ်နိုင်လို့ကျိုးချီပြီးတော့အဲ့လိုတို့အထက်မှာရှိရဲ့အဲ့လိုထုတ်စင်တစ်ခုပေါ့မှာတို့ကအဲ့လိုလက်တိုးကျိုးတုပ်ပြီးတော့ထားတာပေါ့နော်ပြီးတော့အလိုပေါင်းကိုအလိုဒူးထောက်ခိုင်းပြီးတော့အလိုသေးတွေနဲ့အဲသူ့ရဲ့ခန္ဓာကိုယ်ကအနာရီပေါ်ကိုသေးတွေနဲ့ပန်းနာမျိုးလုပ်တယ်ပြီးတော့ဒီ ချာဆိုလို့ရှိရင်ဒီဖောင်ကိုသူ့ရဲ့မစင်ကြီးစားခိုင်းတယ်။စားခိုင်းတဲ့အချိန်မှာလည်းရီရီမုံမုံနဲ့စားခိုင်းတယ်။မရီလို့ရှိရင်ဒီချက်ရီပြီးမစားလို့ရှိရင်သူကဒီချက်ဆိုးရဲနှိမ့်ဆက်မှုတွေနဲ့သူတို့ကအလုံးစုံတွေလုပ်တယ်ပေါ့နော်။အဲ့လိုနဲ့သူတို့ကနှိမ့်ဆက်လာလိုက်တာပေါ့နော်။အဲ့လိုနှိမ့်ဆက်နေတဲ့အတော်အတွင်းမှာဆိုလို့ရှိရင်ဒီ support နဲ့ရဲ့လျံကသူ့ရဲ့ကောင်မလေး၁၄နှစ်ရဲ့ဒီ fan အဖန်ကိုသူကခေါ်လာတယ်အဲ့ဒီရောက်။ခေါ်လာပြီးတော့သူက နှိမ့်ဆက်မှုကိုပြတာပေါ့နင်လဲငါလက်ထဲရနေပြီးတော့ထပ်ပြေးလို့ရှင်ဒီလိုမျိုးခံရမယ်ဆိုရဲပုံစံမျိုးနဲ့ဒီနှိမ့်ဆက်မှုတွေပြတဲ့အခါမှာကောင်မလေးကလည်းကြောက်တာပေါ့နော်အဲ့အဲ့ဆလင်းနေရဲ့ဒီအဖန်ကြောက်တယ်လှုပ်တဲ့အခါမှာချမ်းကလည်းသူတို့ရဲ့ဒီလှုပ်ရက်ကြီးကိုဒီအဖန်တိသွားရေးဆိုတာလည်းတိရောသူကဒီနှိမ့်ဆက်မှုမှာပါပါဝင်ကောင်ဒီဆလင်းနေရဲ့ခလေးမလေးခိုင်းလာ လုတ်ခိုင်းတာပေါ့လုတ်တဲ့ခါသူကဒီ၃ယောက်ကိုကြောက်ရတဲ့အတွက်အဲ့နှိမ့်ဆက်မှုမှာသူကပါဝင်ခင်းရတယ်ခွာတည်တာချမ်းကြတော့သူတို့လုတ်ရတဲ့အပြင်ပေါက်သွား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 ဆိုလို့ဆိုဒီကောင်မလေးကိုပါလုတ်ခိုင်းတာဆက်လင်းနေရခလေးကိုပေါ့နော်အဲ့လိုနဲ့သူတို့အလုံးနှိမ့်ဆက်လာလိုက်တာ1996ခုနှစ်ဧပြီလ15ရက်နေ့ရောက်တဲ့အခါမှာဆိုလို့သူတို့ပုံမှန်နှိမ့်ဆက်တာပေါ့နော်နှိမ့်ဆက်နေရင်အဲ့ဒီမှာဒီကမလုတ်တော့ဘူး အာဖာလုံးဝမလုတော့မလုတော့တဲ့အခါကျတို့ကပထမတော့အပုံမှန်လိုပဲအော်ဟန်ဆောင်နေရလို့ပဲတို့ကထင်လိုက်တာပေါ့နော်ဟန်ဆောင်နေရထင်ပြီးတော့အဲ့လိုပဲပလတ်စတစ်တွေယူနေစုပြီးတော့သူ့ခန္ဓာကိုယ်ပေါ်လေးလိုက်ချတဲ့အခါမှာလုံးဝမလုတော့တဲ့အခါမှာဗန်တိတ်ဆုံးသွားပြီဆိုတော့တို့ကသိလိုက်တယ်ဆိုတော့သူတိတ်သွားပြီဆိုတော့သိတဲ့အခါကျတို့ရဲ့လုံရက်တွေပုံမှန်ဆုံးလို့ဆိုပြီးတော့ဒီဖန်ရဲ့အလောင်းကိုတို့ကနေချိုးခံနေယူသွားပြီးတော့အဲ့ဒီမှာတို့က နှုံးကအပိုင်းပိုင်းခုတ်ဖြတ်တယ်ခုတ်ပြပြီးအဲ့လိုရိုးတွေအသားတွေအဲ့လိုတစားတွေဟွာဖြစ်ပြီးအိတ်တိတ်လေးတွေနဲ့ထိုးတချို့အသားတွေဆိုလို့ရှိရင်အမိုက်အမိုက်ကားလိုက်အမိုက်ပေါ်ကားပေါ်ပစ်ချလိုက်တယ်ပြီးရင်လားတချို့အသားတွေဆိုလို့ရှိရင်အဲ့လိုပြုတ်ပြောခွေးတွေကြောင်းတွေကျွေးလိုက်တယ်နောက်ပြီးရင်တချို့ဟာတယ်ဆိုလို့ရှိရင်အဲ့လိုသူတို့အဲ့အနောက်မှာအဲ့လိုအိုးတွေနဲ့ထည့်ထားတာပဲနော်နောက်ဆုံးအဆုံးဆုံးကဘာလဲဆိုရင်အဲ့ဖိုင်ရဲ့ဦးခေါင်းကသူကအဲ့လိုပြုတ်တာပေါ့နော်အဲ့လိုပြုတ်နေတဲ့အတော်အတွင်းမှာသူက တခြားအစားအစာတွေပါချိန်ပြီးတော့အဲ့တိတ်တိတ်ဦးထဲမှာပါသူတို့စားမဲ့အစားအစာတွေချိန်ပြီးတော့အများကြီးစိတ်ရစားခဲ့တယ်ကွာတိလာစားခဲ့ပြီးတော့အဲ့လိုစားလို့ပြီးတဲ့အခါမှာ different ရဲ့ဦးကောင်းတော့ပမာထားရမလားမသိတဲ့အခါကျတော့အဲ့ hello kitty အယုတ်ကိုသူတို့ကတွေ့ပြီးတော့အဲ့အယုတ်ထဲမှာထည့်ပြီးတော့ထည့်ချုပ်ခဲ့လိုက်တာသူကထည့်ချုပ်ခဲ့ပြီးသူတို့ရဲ့လုံရက်တွေအကုန်လုံးပြီးသွားတဲ့အခါမှာသူတို့ကဒီအဲ့နှားထားတဲ့အခန်းကိုလည်းသူတို့ပြန်အလိုက်ပြီးတော့သူတို့ကတော့လည်းမဆက်တယ်တော့ဘူးဆိုပြီးတော့သူကအမှလမ်းခွဲသွားကြတာ ဒါပေမဲ့လည်းအဲ့ဒီဟာလမ်းခွဲပြီးတဲ့အခါမှာဒီကောင်မလေးက14မိနစ်ရဲ့ကလေးမလေးအတွက်ကဒါလုံးဝနိုင်မဲတစ်ခုပဲပေါ့သူအရှင်းမှာဒီလိုတွေလုပ်ခဲ့တာဆိုတော့သူကညအဲ့တိုင်းဒီသူခေါင်းပြတ်တဲ့ဒီဟာကြီးကိုပဲသူမြင်လာပြီးတော့အမြဲတူလာ၆တယ်ဆိုပြီးတော့သူအမရေစကန်တော့တန်ခဲ့တာပေါ့အဲ့ဆိုတော့ အဲ့ဒါနဲ့ရဲတွေကလည်းဒီအဖန်ပြောတဲ့အကြောင်းအရာနဲ့ဒီအကုန်လုံးချက်ဆမိသွားတဲ့အခါမှာရဲတွေကဒီခြံဝင်ကြတော့သူတငယ်ချင်းရဲ့နေအိမ်မှာဖမ်းမိရဲ့အဲပြီးတော့ဒီ25နှစ်အရွယ်လျာန်းကြတော့သူတင်းနေမှာသူတို့ရဲ့အကြောင်းအရာတွေကိုတွေ့ရောတွေ့လဲတွေ့ရောသူက pressure တွေမခံနိုင်တဲ့ခါကျသူကိုယ်တိုင်လာပြီးအဖမ်းခံတယ်ဒါပေမဲ့19နှစ်အရွယ်လျာန်းကြတော့ဒီပြီးမှအိမ်မှာရှိတဲ့ကွန်ရှိပြီနဲ့နန်းနေမျိုးကိုသူကဖတ်ပြလာတယ်ဒါပေမဲ့လည်း 2000ခုနှစ်ဖေဖော်ဝါရီ14ရက်နေ့မှာဒီတရုတ်ပြည်မှာရဲရဲတွေကသူ့ကိုဖမ်းမိပြီးတော့သူ့ကိုဒီဟောက်ကောင်ရဲတွေလက်ထဲကိုသူတို့ကပြန်ပြီးတွေ့တွေ့အပ်ခဲ့ရပေါ့နော်အဲ့လိုနဲ့2000ခုနှစ်အောက်တိုဘာ9ရက်နေ့မှာအထက်တရားရုံးကနေပြီးတော့သူတို့ရဲ့သူတို့ရဲ့အမှုကိုစပြီးတော့ဟိုဟိုအမှုအမှုစတယ်ပေါ့နော်တရားရုံးမှာအမှုစတဲ့ခါမှာသူတို့ကလူတက်တာကိုသူတို့ကညင်းတယ်သူတို့ရဲ့အဲသူတို့သူတို့ရဲ့အထိပ္ပာယ်ကကြာသူကဖမ်းဆီးပြီးတော့နှိမ့်ဆက်ညင်းညင်းပန်းဖို့ပဲသူတို့က ဟိုဆန္ဒရှိခဲ့တာပါတေးသေးလို့တဲ့ဆန္ဒမရှိဘဲနဲ့သူတေးွားရတာဖြစ်တယ်ပေါ့ဒီလိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးပြောတဲ့အခါကျတော့သူကလူတက်မှုထက်လူတေးမှုညှဉ်းပန်းမှုတေးသေးမှုပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒီအဲ့ဒီအမှုနဲ့သူတို့ကိုထောင်နဲ့အနှစ်20သူတို့ချလိုက်တယ်အဲ့ထောင်နဲ့20နဲ့20ချလိုက်ပြီးတဲ့အခါမှာ25နှစ်အရွယ်လျှံကြတော့သူကိုယ်တိုင်လာပြီးအဖမ်းခံတဲ့အတွက်ကြောင့်သူကအယူခံဝင်လို့ရတယ်။အယူခံဝင်တဲ့အခါမှာသူ့ကိုဒီ2004ခုနှစ်မှာ2004ခုနှစ်မတ်လမှာဆိုလို့ရှိရင်သူ့ကို ဟောအယူခံဝင်တဲ့အတွက်ပေါ့နော်ထောင်နဲ့အနှစ်20ကနေပြီး16နှစ်ကိုသူ့ရှော့ပေါ်ပေးလိုက်တယ်ဒါပေမဲ့လည်းသူကထောင်ထဲမှာဟိုလိမ့်လိမ့်မောင်မောင်ကောင်းကောင်းမွန်မွန်နေရဆိုတော့ဟိုအတွက်နေပေါ့နော်သူက2017ခုနှစ်ဧပြီမှာပြန်လွတ်လာတယ်ဆိုတော့သူကထောင်နံတကယ်ကြလိုက်တာ17နှစ်ပဲကြာသွားတယ်ပေါ့နော်ထောင်နံ17နှစ်ပဲကြာပြီးပြန်ပြန်လွတ်လာတယ်ဒါပေမဲ့ပြန်လွတ်လာပြီးတော့သူကတိတ်မကြခဲ့မှာပဲ2021ဒီဇင်ဘာလမှာအသက်10နှစ်ရွယ်မင်းကလေးတယောက်ကိုအဲ့လိုမျိုးပဲ နှောက်ယှက်မှုနဲ့သူကထောင်ထဲကိုနောက်ထပ်တစ်နှစ်ပြန်သွားရတယ်ပေါ့နော်ဒါကတော့ဒီအမှုလေးရဲ့ Hello Kitty အမှုရဲ့လူတက်မှုရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်ဆိုတော့ဒီဒီမှာဆွေးနွေးလူတော်တော်များများပြောကြတာပေါ့နော်ဒီဟောက်ကောက်ရဲ့တရားစီရင်မှုက strong မဖြစ်ဘူးပေါ့နော်ဒီ main ကလေးတယောက်ကိုအပြစ်မဲ့တဲ့ main ကလေးတယောက်ကိုဒီလိုလူမဆန်စွာနှိမ့်ဆက်ညှဉ်းပန်းပြီးတေးစေခဲ့တဲ့အထီးလုတ်ခဲ့တာတော့မှအဲထောင်နဲ့ထောင်အပြစ်ပေးတဲ့ တရားစင်မူကအရန်ကို short ပို့တယ်ဆိုပြီးတော့လူအများစုကပြောကြတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ Hello Kitty လို့တက်မှုအကြောင်းပြပြပေးသွားတာဖြစ်ပါတယ်။ဆိုတော့နောက်ဗီဒီယိုတွေမှာလည်းဘယ်လိုသိပ္ပံစာကြောက်တဲ့အကြောင်းအရာတွေပြပြပေးသွားမလဲဆိုတာကိုဆက်လက်ဆက်ကြည့်ပြီးအားကြည့်ကြပါအောင်ရှင်းနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။ Bye bye ။